Airtime သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမရေးသိပညာပေးဆောင်မကဏ္ဍကနေကြိုဆိုပါရစေ။ဆောင်မရှင်ဒေါက်တာမိုးသိန့်နေရေးသားခဲ့တဲ့တိတ်တဆိတ်လူတက်သမားအဆုတ် TV ယောဂါဆိုတဲ့ဆောင်မကိုအတန်လှဲ့တင်ဆက်ပေးပါတော့မယ်ခင်ဗျာ။ TV ယောဂါ TV Tuberculosis ဆိုတာ Mycobacterium Tuberculosis Bacteria ပိုးကူးစက်မှုကြောင့်ဖြစ်ရတဲ့ကြောက်ဖို့ကောင်းတဲ့အဆုတ်ယောဂါတစ်ခုဖြစ်ပါတယ်။ချောင်ဆိုးသွေးပါခြင်းကို ယောဂလက္ခဏာအဖြစ်ပြတတ်တဲ့အဆုတ် TB ယောဂကမြန်မာနိုင်ငံရဲ့အဓိကပြန့်နှံ့ကူးစက်တတ်တဲ့ယောဂတစ်ခုဆိုရင်လည်းမမားပါဘူးခင်ဗျာအဆုတ် TB ယောဂဟာမြန်မာနိုင်ငံရဲ့ကျန်းမာရေးအတွက်အလေးနက်ထားရမယ့်ပြဿနာတစ်ခုဖြစ်ပြီးကမ္ဘာကျန်းမာရေးအဖွဲ့အစည်း WHO မှသတ်မှတ်ထားတဲ့ TB ဖြစ်ပွားမှုနှုန်းမြန်မာတဲ့နိုင်ငံများဆင်းမှာပါဝင်နေပါတယ်မြန်မာနိုင်ငံမှာ TB ဖြစ်ပွားမှုနှုန်းဟာ2023ခုနှစ်တွင်လူသက်သန်းမှာ 958ဦးရှိတယ်လို့ကမ္ဘာ့ဘဏ် World Bank ကထုတ်ပြန်ထားတာမို့အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်မှာကမြင်မာတဲ့အဆင့်မှာရှိနေပါတယ်။ TB ရောဂါပိုးတည်ဆောင်ထားတဲ့လူနာကချောင်းဆိုးလိုက်တဲ့အခါလေထဲကို TB ဘက်တီးရီးယားပိုးတွေအများကြီးပြန့်နှံ့ကုန်ပါတယ်။အဲ့ဒီလေကိုရှူရှိုက်မိတယ်ဆိုရင်ပဲ TB ပိုးတွေဟာကျန်းမာတဲ့လူတယောက်ရဲ့အဆုတ်အတွင်းကိုဝင်ပြီး TB ရောဂါကူးစက်ပါတော့တယ်။ချောင်းဆိုးတာနှာချေတာတခြင်းဆိုစကားပြောတာအစသဖြင့် အဆုတ်ထဲကနေလေထွက်တိုင်းလေထဲမှာတီဗီပိုးတွေအမှုံအမွှားဖြစ်ပဝန်းကျင်လေထဲကိုပြန့်နှံ့သွားပါတယ်။ဒါကြောင့်လူထူထက်တဲ့နေရာတွေမှာတီဗီရောဂါတွေတယောက်ရှိနေပါကပဝန်းကျင်ရှိလူအများကိုကူးစက်ပါတော့တယ်။လူဦးရေတိတ်တဲ့တဲ့စင်ကြေဖုံးရက်ွက်တွေမှာတီဗီရောဂါပြန့်နှံ့ကူးစက်မှုများကြပါတယ်။ကိုခံအားနည်းနေသူတွေကိုတီဗီရောဂါအလွယ်တကူဝင်ရောက်နေတာကြောင့် HIV ပိုးကူးစက်တိုက်ဆောင်ထားသူတွေမှာတီဗီကူးစက်ခြင်းကြောင့် ကိုခံအားကျစင်းက AIDS ယောဂပေါင်းစု ဖြစ်သွားကြရပါတယ်။ကူးဆက်တတ်တဲ့ TB ယောဂကခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်ပိုင်းအများစုကိုလည်းထိခိုက်ပါတယ်။ TB ယောဂကြောင့်နှစ်စဉ်လူနာများစွာအသက်ဆုံးရှုံးခဲ့ရရှိနေပါတယ်။ TB ယောဂကိုတာမန် ပိုးသက်စေပေးကုသယုံဖြင့်မပြောက်ကင်းတာကြောင့်ပိုးသက်စေလေးမျိုးပေါင်းဆက်ပြီး TB ဆေးဖြင့်အချိန်ကာလ6လတိတိကုသမှုယူရပါတယ်။6လတိုင်း ုသပြောက်ပေမဲ့မပြောက်ကဲနိုင်တဲ့ဆေးရင်ပါတီးပြီးအမျိုးအစားများလဲပြန့်နှံ့ကူးစက်လျက်ရှိနေပါတယ်တီးပြီးယောဂလက္ခဏာများအဆုတ်တီးပြီးယောဂလက္ခဏာတွေကတော့ချောင်းဆိုးခြင်းချောင်းဆိုးစဉ်သွေးပါခြင်းပိန်ချုံသွားခြင်းကိုယ်အလေးချိန်တိတိတသားကျဆင်းခြင်းဖျားခြင်းညတကောင်ချွေးထွက်ခြင်းရင်ပတ်အောင့်ခြင်းမောပန်းလွယ်ခြင်းနဲ့နှုံးချိခြင်းတွေကိုကြုံတွေ့ရပါတယ်အယိုးတီဗီရဲ့ယောဂလက္ခဏာတွေကတော့ခါနာခြင်း ခါယိုတောင်တင်းခြင်းခန္ဓာကိုယ်အောက်ပိုင်းအားနည်းခြင်း post တစီ post ပိုင်းတို့ကိုတွေ့ရှိရတတ်ပါတယ်။လိန်အင်္ဂါနဲ့စီလန်းချောင်းမှာဖြစ်တဲ့ TB ယောဂါကတော့ခါနာခြင်းစီးမကြခဏသွားခြင်းစီးသွားရမှာနာကျင်ခြင်းတွေအပြင်အမျိုးသားတွေမှာတော့နာကျင်ရသောဝိစိအလုံးကျိတ်ဖြစ်ခြင်းစီးကျိတ်ရောင်ရမ်းခြင်းဝိစိရောင်ရမ်းခြင်းတုတ်တဲ့ပြွန်ရောင်ရမ်းခြင်းတွေဖြစ်နိုင်ပြီးအမျိုးသမီးတွေမှာတော့တင်ပစုံရှိတဲ့ မျိုးပွားအင်္ဂါစုရောင်ရမ်းခြင်းနဲ့ဆင်တူတဲ့ယောဂါလက္ခဏာတွေကိုခံစားရပါတယ်။အဆုတ်ပြင်ပတီဘီယောဂါလက္ခဏာတွေကတော့စိတ်အာယုံမကြည်မလင်ဖြစ်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊အုံနောက်အာယုံကြောဆန်ရာထိခိုက်ခြင်း၊သတိလစ်မေမျောခြင်း၊မျိုးလုံးအတွင်းအင်္ဂါများနဲ့မြင်လှွာရောင်ရမ်းခြင်း၊ chorioretinitis ခန္ဓာကိုယ်အနှံ့ပြန်ရည်ကြောအကျိတ်များကြီးလာခြင်း lymph adenopathy အရေပြားတီဘီ cutaneous tuberculosis စတာတွေဖြစ်ပွားနိုင်ပါတယ်။ TB ယောဂါရှာဖွေခြင်း diagnostics tuberculosis kinders TB ပိုးမှာပါတဲ့ protein အသားဓာတ်ကိုခန္ဓာကိုယ်အရေပြားအောက်ပမာဏအနည်းငယ်ထိုးသွင်းပြီးခန္ဓာကိုယ်ကတုံ့ပြန်ခြင်းကိုကြည့်ကြရပါတယ်တုံ့ပြန်မှုပြင်းထန်တဲ့အခါခန္ဓာကိုယ်မှာ TB ယောဂါရှိတယ်လို့သတ်မှတ်ပါတယ်ဒီနည်းလမ်းဖြင့် TB ယောဂါရှိမရှိကိုကနအူးစစ်ဆေးနိုင်ပါတယ် interferon gamma release assay IGRA TB ယောဂါကုသခံစားရတော့လဲယောဂါငုံနေတဲ့အခါမှာကုသရခက်ခဲပါတယ် ယောဂအကြောင်းရင်းရှာဖွေရခက်ခဲတဲ့အချိန်မှာ IGRA နည်းလမ်းဖြင့် TB ယောဂရှိမရှိကိုရှာဖွေနိုင်ပါတယ်။အဆုတ် TB ယောဂအတွက်တလိမ့်တွင် TB ယောဂပိုးရှာဖွေခြင်းကတော့အမှန်ကန်အတိအကျဆုံးနည်းလမ်းဖြစ်ပါတယ်။ Sputum for Acid Vesicle AFV ဆိုတဲ့တလိမ့်နမူနာကိုမှန်များပေါ်မှာတင်ပြီး acid ဆေးဆိုးပြီးအနုကြည့်မှန်မလောက်မှန်မလို့အောက်တွင် TB ပိုးကိုရှာဖွေနိုင်ပါတယ်။ပုံမတိချဖို့၃ရက်ဆက်တိုက်စစ်ဆေးခြင်းတွေပြုလုပ်တတ်ကြပါတယ်။ molecular TB testing gene expert ခင်မီနီလန်းဖြင့်လည်း TB ရောဂါကိုမှန်ကန်စွာရှာဖွေနိုင်ပြီး TB ရောဂါတန်တရားရှိသူတိုင်းကိုလည်း HIV ပိုးပါထက်လက်စစ်ဆေးကြပါတယ် TB ရောဂါနဲ့ Dermatan X-ray TB ရောဂါကြောင့်အဆုတ်အထက်ပိုင်းအမှွာမှာ TB ပိုးများပေါက်ဖွားပြီး အဆုတ်ကိုလှိုက်စားပြီးလှိုင်းကောင်းအဖြစ်ဓာတ်မှန်မှမြင်ရပါတယ်ရေကောင်းဓာတ်မှန်မှအဆက်ပြောက်များကိုမြင်ရပြီး တီဘီယောဂါကိုအဆုတ်ကင်ဆာယောဂါဖြစ်လဲစင်တူတာကြောင့်သတိပြုကူတာရမှာပဲဖြစ်ပါတယ်။ကလေးငယ်တွေမှာဖြစ်ပွားတဲ့တီဘီယောဂါမှာတော့အဆုတ်ရဲ့အလဲပိုင်းနဲ့အောက်ပိုင်းအပေါ်တွေမှာပုံမှန်မဟုတ်တဲ့အရိပ်တွေကိုတွေ့ရနိုင်ပါတယ်။တီဘီယောဂါကြောင့်အဆုတ်အပေပါအရေလွှမ်းတာကိုဓာတ်မှန်တွေမှာသိတာထင်ရှားစွာမြင်တွေ့နိုင်ပါတယ်။တီဘီယောဂါကုသရေးအတွက်အရေးပါတဲ့ရေငေါင်းထက်မှန်ရိုက်ခြင်းကိုမဖြစ်မနေပြုလုပ်သင့်ပါတယ်။တီဘီယောဂါကုသခြင်းအားလုံးသိကြတဲ့အတိုင်း TBC ဆိုတာ အနည်းဆုံး6လတိတိပိုးသက်စေပေါင်းကို အချိန်မှမှန်ယောဂပျောက်ကင်းသည့်အထိတောက်ရပါတယ်မြန်မာနိုင်ငံမှာတော့ပိုးသက်စေဝါ၄မြို့ပါဝင်တဲ့ Fordred Regimes ကုထုံးဖြစ်ကုတာပါတယ် Isoniazid Rifampicin Prasinamide and Ethambutol Streptomycin ဆိုတဲ့ပိုးသက်စေတွေနဲ့စနစ်တကျကုတာရမှာဖြစ်ပါတယ် TB ယောဂပျောက်ကင်းမှုအတွက်နေ့စဉ်မပြတ်မကွက်အချိန်မှမှန် TB ဆေးတောက်မှသာယောဂပျောက်ကင်းနိုင်တာမို့ဆေးတောက်ပြက်ကွက်ခြင်း မိမိသဘောဖြစ်မိမိစေးရက်ချင်းမျိုးလုံးဝလုံးဝမရပါဘူးစေးရက်ဘီရွတ်ဆိုးကျိုးကိုခံစားရပါကစေးညွန်ချသူဆောင်းကိုပြန်လှည့်ပြပြပြီးဆွေးနွေးရမှာဖြစ်ပါတယ်စေးရင်ပါတီဗီဖြစ်ပါကနှစ်ရှည်လာများထိုးစေးတောက်စေးများဖြင့်ကုသရမည်အပြင်ကြောက်ကဲနိုင်မှုမှာလည်းတည်ကြခြင်းမရှိပါဘူးတီဗီရောဂါလူနာကိုမကူပဲထားပါကပဝန်းကျင်ရှိအခြားလူများကိုပါကူးစက်နိုင်သောကြောင့်မဖြစ်မနေကိုကိုကုသရမယ်ယောဂါဖြစ်ပါတယ်တီဗီယောဂါဟာ လူမှုအခြေပြုကုသမဲ့ယောဂတရားဖြစ်တဲ့အကြောင်းအားလုံးကိုသဘောပေါက်ထားဖို့လိုအပ်ပါတယ်။အများကြီးသူများအနေဖြင့် TV ယောဂရှိသူ လူနာအနာသွားလျင်လူထူတတ်တဲ့နေရာများသွားလျင်နှာခေါင်းစည်းဝတ်ဆဲမှာ TV ယောဂကိုအကောင်းဆုံးတက်စီနိုင်ကြပါစေကြောင်းသတိပေးလိုက်ပါတယ်။နောက်တစ်ပတ်မှာတော့မျက်စိစုံခြင်းအကြောင်းအရာကိုတင်ဆက်ပေးမှာဖြစ်တာကြောင့်စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။ Every time စပရိတ်တများလဲယောဂကင်ဝေးရွှလန်းကြပါကြပါစေခင်ဗျာ။ ကျောင်းမကြီးအသိပညာပေးကဏ္ဍဗရိပခဂါလာအတွင်းရှင်တန်နေထိုင်ခြင်းတိတဆိတ်လူသက်သမားအဆုတ်တီဘီယောဂကျောင်းမကြီးဆောင်းမှာ every times ဆက်အနာတိုင်းမှုကြောင့်မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေတဲ့ဗရိပခဂါလာအတွင်းပြည်သူများကျောင်းမစွာရှင်တန်နေထိုင်နိုင်ရေးအတွက်ဗရိပခဂါလာအတွင်းရှင်တန်နေထိုင်ခြင်းကျောင်းမကြီးအသိပညာပေးအစီအစဉ်ကို every times သတင်းဌာနအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကကျမ်းမာရေးအသိပညာများရအောင်နိုင်ကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ